ရေမွေးတွေကိုရေကတိတာထဲမှာတင်းလို့ရလားတင်းရောပိုကောင်းမှာလားမကောင်းလားတချို့ပြောတာရေမွေးတွေကရေကတိတာထဲမှာထင်းပိုကောင်းတယ်တဲ့ဓာတ်တူဖြစ်စဉ် oxidation နေလည်းမဖြစ်နိုင်ဘူးတဲ့သူ့တဲ့ကိုရေငွေ့လေးတွေလည်းမဝင်နိုင်ဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့ ethanol ရဲ့ vapor ပလင်းထဲမှာကာဗာလုတ်ထားတဲ့အတွက်ကြောင့်တဲ့လုံးဝမပါလေဘာထောက်ထားမှမရှိပါဘူးအ ਨੇ ချင်းလေးလာကြည့်အောင်ရေမွေးဆိုတာ ethanol essential oil aroma chemical တွေနဲ့ပေါင်းစပ်ဖွဲ့စည်းထားတာပါ ရေမွေးရဲ့ formula ဆိုတာအများနဲ့တည်မဲနေတာမျိုးမရှိပါဘူးသူ့ရဲ့ဓာတုဗေဒ chemistry အရာအလင်းအပူအောက်ဆီဂျင်နဲ့ဆိုတိုင်းစားလို့ရတိုက်ရိုက်တက်ရောက်မှုကိုခံရပါတယ်ပြောချင်တာကရေမွေးပနင်းကိုစဖျားလိုက်တာနဲ့နောက်မှာတင်းငယ်တဲ့လေဝင်လေထွက် micro air exchange တွေဖြစ်သွားပါတယ်ဆိုလိုတာကလေနည်းနည်းလေးဝင်သွားတာပေါ့လေဆိုတာလုံးဝ၆တွင်းနေတာမျိုးမရှိပါဘူးသူ့မှာအများနဲ့ဆိုတိုင်းစားပါဝင်နေပါတယ် အချင်းကြာလာလာနဲ့ဒီသေးငယ်တဲ့စူထိုင်းသားကအက်တနောဝေပါနဲ့ဓာတ်ပြုပြီးတော့အလွန်ကိုသေးငယ်တဲ့ငွေ့ရဖွဲ့စည်းမှု microscope based condensation ကိုဖြစ်ပေါ်သွားစေတယ်။အပြင်ဘက်ကရေစက်တွေကိုမျက်စိနဲ့မြင်နိုင်ပေမဲ့အတွင်းထဲကရေစက်လေးတွေကတော့အလွန်သေးငယ်တဲ့အတွက်မျက်စိနဲ့မမြင်နိုင်ပါဘူး။ပလင်းကလုံးဝလေလုံနဲ့လုံးဝလေလုံပြီးတော့လေဟာနယ်သာဖြစ်နေမယ်ဆိုရင်ရေမွေးက oxidation လုံးဝမဖြစ်နိုင်ပါဘူး။ ရနံ့လို့လည်းပြောင်းလိုက်မှာမဟုတ်ဘူးဒါပေမဲ့လက်တွေးမှာအားလုံးတည့်ရတဲ့ရင်မွေးတဲ့အဟောင်းတွေရဲ့ရနံ့ပုံစံတွေဟာပြောင်းလဲသွားတတ်ပါတယ်အဲ့တော့ဒီနေရာမှာ oxidation အကြောင်းကိုအနည်းချင်းလေ့လာကြည့်အောင် oxidation ဓာတ်တွင်းချင်းဆိုတာက oxygen molecule တွေနဲ့ fragrance aroma molecule တွေကြားကဓာတ်တွုံးပြန်မှု redose reaction တစ်ခုဖြစ်ပါတယ်အောက်ဆီဂျင်ကအပူချိန်အနိုင်မှလည်းဓာတ်ပြူနိုင်ပါတယ်ဓာတ်ပြူရဲ့နှုံးကနှေးသွားတာပဲရှိတာပါအ ရေမွေးရဲ့တုံးနှုတ်ကအချိန်ကြာလာတာနဲ့များသူ့ရဲ့ရနံ့တွေကဖြော့သွားပြီးတစ်ခါတည်းချင်းတဲ့ဓာတုပစ္စည်းအနံ့တွေလိုမျိုးဖြစ်လာတတ်ပါလေ။အဲ့ဒါကဓာတုဖြစ်စဉ် oxidation ကြောင့်ဖြစ်တာပါ။အေးတဲ့ temperature ကဘာဖြစ်လို့ရေမွေးရဲ့ရနံ့ကိုခမိုင်းမိုင်းဖြစ်သွားစေတာလဲ။ရေမွေးဆိုတာ molecule အမျိုးမျိုးနဲ့ပေါင်းစပ်ထားတာပါ။တာမန်အခန်းအပူချိန်မှာဆိုရင်ဒီ molecule တွေကလှုပ်ရှားဖို့လုံလောက်တဲ့စွမ်းအင်တွေရှိပြီးတော့အချင်းချင်းတက်ပြကြတယ်။ အချိန်ကြာလာတဲ့အများအသည့်ဖြစ်ပေါ်လာတဲ့တုံ့ပြန်မှုတွေကြောင့်ရန်ရဲ့ profile ကိုပို့ပြီးတော့ကောင်းလာစေတယ်ဒီဖြစ်စဉ်ကိုရန်ရင်ကျက်ခြင်း maturation လို့ခေါ်တယ်ရေမွေးကိုရေခဲတက်တာကို air ရဲ့ပတ်ဝန်းကျင်မှာထားလိုက်တဲ့အခါဒီ molecule တွေရဲ့လှုပ်ရှားမှုကတိတိတသာနှေးကွေးသွားတယ်စွန့်ရင်တွေနဲသွားတဲ့အခါကျတော့ခိုင်မာတဲ့ဖွဲ့စည်းမှုအစ်စ်တွေအလွယ်တကူမဖြစ်နိုင်တော့ဘူးအဲ့ဒီအစား hydrogen bond နဲ့ ဗန်ဒါဝေါ့ဖို့စ်လိုဖြစ်စဉ်တွေကြောင့်အားနည်းပြီးတော့ယာယီနောင်ဖွဲ့မှုတွေကိုပဲဖြစ်ပေါ်စေတယ်။ဟိုက်ဒရိုဂျင်ဘောဟိုက်ဒရိုဂျင်ဘောဆိုတာဟိုက်ဒရိုဂျင်နဲ့အီလက်ထရွန်တွေရဲ့ပုံမှန်ဆွဲဆောင်နိုင်သောအက်တမ်တွေကြားကအပြင်းနဲ့ဆွဲဆောင်မှုလို့သိလို့ရတယ်။ဗန်ဒါဝေါ့ဖို့စ်ကမော်လီကျူးတွေကြားမှာအားနည်းတဲ့တမ်ပရန်ဒီဆွဲဆောင်မှုဒီအားနည်းတဲ့နောင်ဖွဲ့မှုတွေကရနတ်ကိုပိုကောင်းအောင်မလုပ်ပေးနိုင်ပါဘူး။ဒါအပြင်ရေမွေးရဲ့သဘာဝဟန်ချက်ကိုပါပျက်စီးနေနိုင်ပါတယ်။ တချို့ molecule တွေကိုယာယီ block လုပ်လို့ဖြစ်သွားတာကြောင့်သူတို့ရဲ့ပုံမှန်ဓာတ်ပြုမှုတွေကိုဟန်တာဟန်တာထားလို့လည်းဖြစ်နေပါတယ်။ဒါကြောင့်ယနေ့ကမှိုင်းသွားပြီးတော့ပြော့ပြောင်းသွားပါလား။ပြော့ပြောင်းသွားတာကရေမှုရဲ့တဘာဝအနှစ်သာရရင့်ကျက်တဲ့ maturation လုပ်ငန်းစဉ်ကြီးကိုလည်းရက်တန့်သွားသလိုဖြစ်စေပါလေ။အကယ်လို့ရေမှုတွေသာရေကတက်တာထဲမှာထားတာပိုကောင်းမယ်ဆိုရင်တကယ့်ကဘာကျော် brand ကြီးတွေကသူတို့ရဲ့ရေမှုတွေကိုရေကတက်တာထဲမှာထားပါလို့အညွှန်းမှဖော်ပြမှာပေါ့။ တကယ်တော့အဲ့လိုမဖော်ပြပါဘူးနေရောင်ခြည်တိုက်ရိုက်မထိနိုင်တဲ့နေရာအပူချိန်မျှတာတဲ့နေရာမျိုးတွေမှာပဲထားဖို့ညွှန်ကြားတော့တွေ့ရပါလိမ့်မယ်မိတ်ဆွေတို့ဘယ်လိုမြင်ပါသလဲကျေးဇူးများကြီးတင်ပါတယ်